အရာရာမှာဖျားသခင်ကိုအတိမတ်ပြုတဲ့သူတွေဟာအမှန်တကယ်ကောင်းကြီးရှိပါတယ်။အဲ့ဒီလိုလူကိုဒီကဘာပေါ်မှာပညာရှိဆုံးသူလို့သတ်မှတ်နိုင်ပါတယ်။ကောရိန်သူဩဝါဒစာပထမဆုံးအခန်းကြီးနှစ်အခန်းငယ်၁၂ကိုကြည့်ကြရအောင်။ငါတို့ဒီလောကီဝိညာဉ်ကိုမခံရကြ။ဖျားသခင်ပေးတော်မူသောအရာတို့ကိုတည်ခြင်းအလိုငါဖျားသခင်ထံမှကြွလာသောဝိညာဉ်ကိုခံရကြပြီ။ဖျားသခင်ပေးတော်မူသောအရာတို့ကိုငါတို့သည်လူပညာကိုအမိပြု၍နားလည်သောစကားနှင့်မဟုတ် ။တရှင်သောဝိညာဉ်တော်သည်ဝိညာဉ်ရဲ့ဉာဏ်ပညာနှင့်ဆက်ဆိုင်သောအရာကိုဘာနဲ့ဖွင့်ပြရမှာပါလဲ။ဝိညာဉ်စကားအဖြစ်ဖွင့်ပြ၍ပြည့်ပြည့်တော်မူသောစကားနှင့်ငါတို့သည်ဟောကြား၏။ကျွန်တော်တို့ဟာဝိညာဏအရာတွေကိုရုပ်ပိုင်းဆိုင်ရာရှုထောင့်ကနေရှုမြင်စေတဲ့အရာတွေအပေါ်ဘယ်တော့မှလှည့်ဖြားခြင်းမခံရသင့်ပါဘူး။ဒါဆိုရင်ဝိညာဉ်ရေးရာကိစ္စတွေကိုဘယ်လိုခွဲခြားနိုင်မှာပါလဲ။ဝိညာဉ်စကားအဖြစ်ဖွင့်ပြ၍အခန်းငယ်၁၄ ဇာတိပကတိလူသည်ဖျားသခင်ဤဝိညာဉ်တော်အရာတို့ကိုမခံမယူထိုအရာတို့သည်မိုင်မဲသောအရာဖြစ်သည်ဟုထင်တတ်၏ဖျားသခင်ဟာကြီးမားတဲ့ဉာဏ်ပညာလိုတတ်မှတ်နိုင်ပေမဲ့ဝိညာဉ်တော်မရှိတဲ့သူတွေဟာဝိညာဉ်တော်ရဲ့ဉာဏ်ပညာကနေလာတဲ့အရာတွေကိုဘယ်လိုမှတ်ယူပါဒလဲမိုင်မဲတယ်လို့မှတ်ယူကြပါလေထိုအရာတို့ကိုဝိညာဉ်အဖြစ်သာဘာလို့ပါဒလဲပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပကတိလူသည်နားမလည်နိုင် ဖျားသခင်ကျွန်တော်တို့ကိုပေးတဲ့ဉာဏ်ပညာဟာလောကရဲ့ပညာနဲ့မတူပါဘူး။ယေရှုခရစ်ရဲ့အမေဖြစ်တဲ့မာရိကကာနာမြို့မင်္ဂလာဆောင်ပွဲမှာဘလို့ပြောခဲ့ပါသလဲ။သူဟာကျွန်တွေကိုသူစေခိုင်းသမျှတို့ကိုပြုကြလောလို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်သူဟာဉာဏ်ပညာဗန္နာအလုံးကသူ့အထဲမှာဝတ်ထားတဲ့ဆိုတာကိုသိပြီးယုံကြည်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်သူဟာမိတ္တုံမှုတဲ့အတိုင်းအတိကျလိုက်တာကိုသူတို့ကိုညွှန်ကြားခဲ့ပါတယ်။ ယေရှုခရစ်ကဤရေအိုးတို့ကိုရေဖြည့်ကြလို့ပြောပြီးအစီခံတွေဟာရေအပြည့်ဖြည့်ခဲ့ပါတယ်။ယခုခတ်၍ပွဲအုပ်ထံသို့တွင်းကြလော့ဟုမိန့်တော်မူသည့်အတိုင်းတွင်းကြ၏။လောက်ကြီးတဲ့အခါမှာစပည့်ရေဟာထူးထူးခြားခြားရတာရှိတာကိုတွေ့ရှိခဲ့ရပါတယ်။အစီခံတွေဟာအိုးတဲကိုရေပဲဖြည့်ခဲ့ပေမဲ့အဲ့ဒီရေကစပည့်ရေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူတို့ဟာယေရှုခရစ်မိန့်တော်မူတဲ့အတိုင်းလုပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ။တရှင်သောဝိညာဉ်တော်ဖရာသခင်ခရစ်တော်အန်ဆန်ဟုံးနဲ့ဝိညာဉ်တော်ရဲ့တလို့တမီဖြစ်တဲ့အတိတ်တော်ယေရုရှလင်ကောင်းကင်အမေဟာတိတာထင်ရှားတဲ့ရည်ရွယ်ချက်မရှိဘဲဒီမြေကြီးကိုလူစားတိနဲ့ကြွလာတာမဟုတ်ပါဘူး။သူတို့ဟာကျွန်တော်တို့ကိုကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ဒီမြေကြီးကိုကြွလာခဲ့ပါတယ်။ဒါကြောင့်တမန်တော်ပေါလုဟာကောရိန္သုအသင်းဝင်တွေစီစာရေးတဲ့အခါဖိယသခင်ရဲ့ဉာဏ်ပညာကဘလောက်သေးငယ်တယ်လို့ထင်ရပါစေ။လူရဲ့ပညာထက်တော့ဘလို့လဲ ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး2အခန်းငယ်25ဖျားသခင်ဤမိုက်မဲခြင်းအရာသည်ဘလို့လဲလူတို့ဤပညာထက်တာ၍ပညာရှိဤဖျားသခင်ဤအားနေခြင်းအရာသည်လူတို့ဤအစွမ်းထက်တာ၍အစွမ်းရှိဤ ဒါဆိုရင်ကျွန်တော်တို့ဟာကိုပိုင်ကန့်သက်ရှိတဲ့ဉာဏ်ပညာပေါ်ကျွန်တော်တို့ဝိညာဉ်ကိုအားကိုးတာထက်ကောင်းကင်အဖေနဲ့အမေရဲ့ဉာဏ်ပညာကိုမိကိုအားထားတင်ပါတယ်။ဖရာသခင်ကဘယ်နေရာကိုခေါ်ဆောင်ပါစေအဆုံးထိလိုက်နိုင်တဲ့ဉာဏ်ပညာနဲ့ယုံကြည်ခြင်းကိုပိုင်ဆိုင်ဖို့တင်တို့ကိုထပ်ပြီးတောင်းဆိုခြင်းပါတယ်။ယေရှုအများကြီးတင်ပါတယ်။